။ပွဲဆိုတဲ့အခါလေအင်းကြီးကကျွန်တော်ငွေချင်းနေစရာငှားဝယ်တာ။ကျွန်တော်ငွေချင်းဆိုရင်ဗျာနာမည်ကျွန်တော်ဟိုကိုပိုင်စိုးသူပြောင်းလာ။ကိုပိုင်စိုးသူစီကတော့သွားငှားဝယ်တယ်။ပြီးကျွန်တော်အပြည့်ငွေချင်းရှိရယ်။ကျွန်တော်ငွေစီကလည်းငှားဝယ်တယ်။ပြီးကျွန်တော်ကိုအာရန်ဟိုကိုအာရန်စီကလည်းငှားဝယ်တယ်။ပြီးကျွန်တော်ပွဲကြီးရရတဲ့ပွဲကြီးရပြီဆိုတော့အဲ့ဝဲကြီးအကုန်လုံးကကျွန်တော်အမေးစီတန်းလွှဲတယ်။အမေးစီတန်းလွှဲရရော့ယူလိုက်တော့ယူလိုက်တော့ဆိုပြီးကျွန်တော်ကျွန်တော်အတိုင်းစားဖို့တော့ဖို့လောက်ပဲခြံထားပြီးတော့အဲ့တစ်နှစ်လုံးကိုကျွန်တော်အဲ့လိုယုံတာအဲ့တော့ကျွန်တော်ခါကြတဲ့ပွဲကြီးမှာလူပြောင်းတော့ ့ fashion နဲ့မလန်းနိုင်ရှိရပါအခါကျရင်တော့နားလဲပြီးပါကျွန်တော်အဲ့တော့ဒါပေမဲ့အခုတော့လမ်းအောင်ဝင်နေပါလမ်းလာတော့မသိ โอเคကျွန်တော်တို့ဒီစင်နန်းတော့ ਨੇ ပေါ့เนาะကျွန်တော်မတက်ဖြစ်တာလည်းကြာပြီအဲပြီးတော့ဒီစင်နန်းတော့လည်းကျွန်တော်ဒီနေ့ဖိုတိုရှုလေးပေါ့เนาะကျွန်တော်တို့ကျွန်တော်မာချူးနဲ့ကျွန်တော်နဲ့ညာဖိုတိုရှုလေးလုပ်ဖြစ်တာဖြစ်ပါတယ်ပြီးတော့တို့ promotion ပွဲလည်းအများကြီးရှိပါခင်ဗျာအခုလာမယ့်ဒီအဲ၅လပိုင်းပေါ့เนาะ၅လပိုင်း2 3 4ဆိုလဲကျွန်တော်တို့ဒီစင်နန်းတော့စကိုလန်းဆိုင်မှာအဲကျွန်တော် promotion ပွဲရှိပါတယ်အဲအလုံးမဲ့လာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျာဟုတ်ဒါကျွန်တော် ဟုတ်ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့အိအိမ်မက်တွေလည်းတူတယ်သွားနေတယ်တူတယ်ဒါမှမဟုတ်ကျွန်တော်တို့ခြားပြကျင်တဲ့ဟာလေးတွေစိတ်ကူးလေးတွေရှိပဲမယ်ကျွန်တော်တို့နိုင်တဲ့လောက်လေးခြားပြတာပေါ့နော်ခြားပြရတာလေးရှိတယ်အဲဒီခါကျရင်စိတ်သွားတိုင်းကိုမပါနိုင်တာလေးရှိရပေါ့နော်ကျွန်တော်တို့ကြတော့လည်းအဲဘယ်လိုပြောရမလဲဟိုလူလူပြိုလူလို့လို့မဟုတ်တော့ဘူးဖြစ်သွားတာပေါ့အဲမီတာစုမီတာစုနဲ့ညှိပြီးတော့လောက်ရတဲ့အပိုင်းလေးအဲ့လိုဖြစ်သွားတာပေါ့ဒါပေမဲ့2025မှာတော့ဟိုအကောင်းဆုံးတောင်းပန်ကြည့်ခဲ့ရတဲ့တူတယ်အဲဒါကိုပြနိုင်ခဲ့တယ်ဆိုတော့ပြောပြပါဦး အမေအမေပေါ့အမေကခုကသူ့အိမ်သူပြင်ပြီးတော့အမသူစိတ်မင်းနဲ့ပြင်းနေအမဟိုသူသူ့အိမ်သူစိတ်ကြိုက်ပေါ့သူပြင်နေရလေးတွေ့ Viber နဲ့ပုံပို့ပြီးအဲအဲ့လေးတွေ့ပြီးတော့ပြောတယ်ပေါ့နော်သူသူလိုချင်တာလေးလုံးနေပြောတယ်ဟိုဒါကဘယ်တော့ဂျူစာခဲ့လိုက်ရလဲအဲ့တော့ဘယ်တော့ဂျူစာလဲကျွန်တော်မိနစ်ကကျွန်တော်ပွဲဆိုရယ်ပွဲဆိုရယ်ဆိုရင်ကျွန်တော်အင်ကြီးဒီလိုအင်ကြီးရယ်ဆိုရင်ကျွန်တော်အဲဘယ်လိုပြောမလဲဒီအင်ကြီးရယ်ဆိုရင်ဒီလိုအင်ကြီးရောမဟုတ်ကျွန်တော်ပွဲဆိုရတဲ့အခါလေအင်ကြီးရယ်ကျွန်တော်တငင်းချင်းနေစီကငါးဝယ်တာ ျွတ်တငယ်ချင်းဆိုရင်ဗျာနာမည်ကျွန်တော်ကိုပိုင်စိုးသူပြောင်းလာကိုပိုင်စိုးသူစီကတော့တွားငားဝတ်တယ်ပြီးကျွန်တော်အပြင်းတငယ်ချင်းရှိရယ်ကျွတ်တငယ်စီကလည်းငားဝတ်တယ်ပြီးကျွန်တော်ကိုအာရန်ဦးကိုအာရန်ဦးစီကလည်းငားဝတ်တယ်ပြီးကျွန်တော်ပွဲကြီးရရတဲ့ပွဲကြီးရပြီဆိုတော့အဲ့ဝဲကြီးအကုန်လုံးကကျွန်တော်အမေးစီတန်းလွှဲတယ်အမေးစီတန်းလွှဲရရော့ယူလိုက်တော့ယူလိုက်တော့ဆိုပြီးကျွန်တော်ကျွန်တော်အတိုင်းစားဖို့တော့ဖို့လောက်ပဲခြံထားပြီးတော့အဲ့တစ်နှစ်လုံးကိုကျွန်တော်အဲ့လိုယုံလာအဲ့ကျွန်တော်ဒီမှာခါကြပွဲကြီးမှာဘယ်လိုပြောလဲ ဖက်ရှင်ကမလန်းတာရှိရပါအဲ့ဒါကြောင့်ရတော့နားလည်ပြီးပါကျွန်တော်အဲ့တော့ဒါပေမဲ့အခုတော့လန်းအောင်ဝင်နေပါလန်းလာတော့မသိဘူးပြပြတန်ရှင်ရအောင်ကိုပြောပြခဲ့လို့ရတယ်ပြောခဲ့တယ်ပါဘူးတိုင်လေအဲ့အဲ့ဒါလည်းအတွေ့အကြုံပါပထမကတော့လေမသိဘူးလေနော်မသိဘဲနဲ့ကျွန်တော်အကုန်လျှောက်ပြောကို့ဘဝအကြောင်းလျှောက်ပါတကယ်ကြလူတိုင်းမှသူ့ပုံနဲ့သူရှိရတယ်အဲ့တော့ကို့အကြောင်းဘယ်သူမှအဲ့လောက်အများကြီးစိတ်မဝင်စားဘူးစိတ်မဝင်စားတဲ့အခါကျတော့အဲ့ဘိုင်းလေးကိုနားလဲပါနားလဲပြီးတော့နောက်တစ်ခါကျတော့ဟိုဘယ်လိုပြောရမလဲဟို အဲလိုကြောရမလဲဆိုတော့မီဒီယာတွေရဲ့အကူအညီမီဒီယာတွေရဲ့အကူအညီကလည်း90%ကျွန်တော်ပါပါတယ်လူတယောက်အောင်မြို့မှာဒါပေမဲ့တစ်ခါတည်းကျရင်လည်းကျွန်တော်မီဒီယာရဲ့အကူအညီမပါဘဲနဲ့ဟိုဘယ်လိုပြောအစပြန်စပြီးတော့အောင်မြင်တဲ့အောင်မြင်မှုမျိုးတစ်ခါတည်းကျရင်လိုချင်လိုချင်တဲ့အခါကျတော့ကျွန်တော်ဂျာတန်းမှာလေအဲ့လိုမျိုးလေးမဖြေပြတဲ့အပိုင်းလေးရှိရပါတော့အခုကျွန်တော်အကောင်းဆုံးပြန်စူးစမ်းနေပါတယ်ဟုတ် အဲမိရဆန္ဒဖြစ်နေပျော်ပါတယ်ဒါပေမဲ့လေအဲလူကြီးတွေအသက်ကြီးလာပြီလေအသက်ကြီးလာပြီဆိုတော့ဒီလောက်လေးနဲ့တော့မလောက်ဘူးပေါ့နော်ကျွန်တော်တို့သူတို့လုံဝေးရအပိုင်းနေရှိတယ်ကျွန်တော်ငယ်တော့ကလည်းသူတို့လုံဝေးလိုက်တဲ့အပိုင်းလေးရှိရပေါ့နော်ပြီးတော့အခုအခုချိန်မှာအဖေမရှိတော့ဘူးဆိုရယ်ဘူးဆိုတော့အမေတယောက်တည်းအားငယ်နေမဲ့အပိုင်းလေးတွေလည်းရှိတယ်အဲ့တော့အဓိကတော့အမေတို့နွေးထွေးနဲ့အဲဘယ်လိုပြောရမလဲပိုးပြီးဂရုစိုက်ပြီးတော့ကောင်းတာပေါ့မြန်မာလေးကလည်းဟိုကနေပြီးတော့ အဲတောက်ချောက်တော့ဂီးဆိုင်ပေးတယ်ကျွန်တော်ကလည်းဒီဘက်ကနေပြီးတော့အချင်းပြည့်ဂီးဆိုင်ပေးနေတော့မပြင်းတော့ဘူးပေါ့မဟုတ်ရင်ကျတော့လူကြီးတွေကျတော့ပျောက်တဲ့နေရာတဲ့ခါကျရင်ဒီပရှင်ဝင်သွားတယ်ရှိတတ်တယ်အခါကျရင်အဲ့လိုယောဂတွေပါဝင်တတ်တယ်ဗျာအဲ့တော့အများနဲ့စာနှောက်ပြီးတော့အဲ့လိုမျိုးကြည့်ရမလားအိမ်သွားပြီးဖွာပေါ့သိမလားအိမ်သွားပြီးဖွာအမှတော့သွားစာရှုပ်ဖွာလိုက်ကျွန်တော်လိုက်စုနေရာနဲ့တို့တက်ရှည်ရပါဗျာဟုတ်